ဂျပန်ဝါဆာဘီအမြင့်ရဲ့အစီအနှစ်အစွမ်းဝက်ချံဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုကူညီတိုက်ဖျက်ပေးလို့လေးလက်တောက်ပပြီးဝက်ချံကင်းတဲ့အသားရည်ကိုရရှိစေပါလေ။ Garnier Man Acne 5 Wasabi Foam ဒီဘက်ကို PGB BCB Alumni Group ကနေ SME Showcase အနေနဲ့ကျင်းပတာဖြစ်ပြီး ုပ်ငန်းရှင်များရဲ့တည်ထောင်သူတွေဥဆောင်သူတွေကအတွေ့အကြုံဖလှယ်ခြင်းမိဖက်ရှာဖွေခြင်းစီးပွားရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခြင်းတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြပွဲတွေမှာတော့စက်မှုလုပ်ငန်းပေါင်းစုံပါဝင်ပြီးဒီပွဲကိုလာရင် business matching လုပ်နိုင်သလိုဆက်သွယ်မှုရသွားနိုင်တာမို့လုပ်ငန်းတစ်ခုဘယ်လိုထူထောင်ရမလဲဆိုတဲ့အတွေ့အကြုံတွေရနိုင်တယ်လို့ဆိုပါတယ်။ကိုယ်တိုင်လည်းလုပ်ငန်းစတင်လုပ်ကင်နေတဲ့ဘွဲစီစဉ်သူကိုသူကျဲခန့်ဆိုးကတော့အစိုးရအနေနဲ့ SME လုပ်ငန်းတွေဖြစ်လာဖို့ ထောက်ပံ့ကောင်းတွေပေးနိုင်ရင်ထိရောက်မယ်လို့ခုလိုပြောပါတယ် အဲចောင်းပြီးဝင်နေလို့ဖို့ပဲစဉ်းစားကြတယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်ចောင်းပြီးတာနဲ့အလုံးစားလို့ကိုစဉ်းစားကြတယ်ပေါ့ဘာဖြစ်လို့စဉ်းစားလဲဆိုကျွန်တော်တို့ဒီလိုမျိုး entrepreneurship သင်တန်းတွေတက်တယ်ပေါ့နော်တက်တဲ့ခါကျကျွန်တော်တို့တွန်းအားဖြစ်စေတယ်နောက်တစ်ခါကျတော့အစိုးရပေါ့အစိုးရအနေနဲ့လည်းဒီလုပ်ငန်းလေးဖြစ်လာဖို့အတွက်အဲအထောက်ပံ့ကောင်းနေပြီးမယ်ဆိုရင်ပို့ပြီးတော့ဟောဒီလုပ်ငန်းလေးအများကြီးဖြစ်လာနိုင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်နောက်တစ်ခါတော့အဖက်ဖက်ကပေါ့နော်ဝိုင်းဝန်းပြီးမဲ့အဖွဲ့အစည်းတွေရှိမယ်ဆိုရင်လည်းဒီလုပ်ငန်းတွေဒီလိုမျိုးအသေးစားလက်စားလုပ်ငန်းတွေအများကြီးဖြစ်ထွန်းလာမယ်လို့ကျွန်တော်ယူဆပါတယ်ပေါ့ ီဘက်ကိုလည်းကြည့်ရှုတဲ့စမ်းအောင်ထွန်းလင်းကလည်းမန္တလေးကနေရန်ကုန်ကိုတင်နန်းလာတဲ့ရင်နဲ့ Facebook ပေါ်မှာတွေ့လို့လာကြည့်ဖြစ်တာပါလို့ဆိုပါတယ်။ဒီပြဘက်ကိုလည်းပြတ်တသူတွေဒီထက်ပုံများမယ်ဆိုရင်ပိုကောင်းမှဖြစ်ပြီးဘွဲကိုလာလိုက်တာကြောင့်အထိတ်ဆက်တွေရပ်သွားခဲ့တယ်လို့ဒီဘွဲကိုနေမျိုးတွေမှာလည်းလွတ်စေခြင်းနဲ့လို့ဆိုပါတယ်။ဒီတဲ့ခင်းတဲ့လူများရင်တော့ပိုကောင်းတော့ကျွန်တော်နောက်ပိုင်းမန္တလေးဆိုရင်လည်း ဒီရန်ကုန်ပစ္စည်းတွေတချို့အိမ်နှမှုလုပ်ငန်းတွေမရောက်ဘူးလေတချို့ SME လုပ်ငန်းတွေမန်းလေးကိုမရောက်ဘူးအဲ့မှာအခြေဆက်လေးတော့ဖြစ်သွားနိုင်တာပေါ့အခုဆိုတော့ဟိုဂျာနယ်တွေပါကြာကျွန်တော်ဆိုင်မှာတင်ရောက်မှုချိတ်ခဲ့ပြီရန်ကုန်တခုမျိုးတည်းမဟုတ်ဘူးဒီတောင်ကြီးမန်းလေးပေါ့နော်အဲ့လိုမျိုးအဆုံလုတ်ပေးနိုင်ဖို့ကောင်းတယ်